်အမေရိကန်သမ္မတထရန့်ကတော့အီရန်ကိုဆက်လက်သတိပေးနေပြီဖြစ်ပါတယ်။ဘာဖြစ်လို့လဲအစ္စရေးရဲ့အီရန်ပေါ်တိုက်ခတ်မှုမှာနောက်ွယ်ကနေအမေရိကန်ကပါဝပါတယ်လို့အစ္စရေးကလည်းပြောထားပေမဲ့အီရန်ကတော့အဲ့လိုဆွဆွနေတာပဲဖြစ်ပါတယ်။ဒါကြောင့်အီရန်ကဒေါ်နယ်ထရန့်ကသတိပေးနေပါတယ်။အီရန်ပေါ်အစ္စရေးတိုက်ခိုက်မှုတွေဟာအမေရိကန်နဲ့လုံးလုံးပတ်သက်ခြင်းမရှိကြအောင်အီရန်အနေနဲ့အမေရိကန်ပေါ်ပုံစံတနည်းတမီနည်းနဲ့တိုက်ခိုက်မယ်ဆိုရင်တော့ အီရန်တို့ဘဝမှာတခါမှမမြင်ဘူးတဲ့အမေရိကန်တပ်တွေရဲ့အင်အားဖြင့်လက်တုံ့ပြန်မှုကိုရင်ဆိုင်ရမယ်လို့သမ္မတထရန်ကချိန်ချောက်သွားပါလေ။ဒါမဲ့အီရန်နဲ့ဆွေးနွေးကြမှာစစ်ပွဲဆုံးသက်ရေးသဘောတူညီချက်တစ်ခုရဖို့ကိုတော့အလွယ်တကူလုပ်နိုင်ပါလို့ဒေါ်နယ်ထရန်ကဇွန်လ15ရက်နေ့မှာလူမှုကွန်ရက်မှာရေးနေထုံးပဲဖြစ်ပါလေ။ဒါမဲ့ထရန်ပြောသလောက်ရေရှည်ကတော့လွယ်တာမဟုတ်ပါဘူး။နောက်ပြီးတော့အစ္စရေးကသာအဲ့ဒီလိုဆက်လက်တိုက်ခိုက်နေမယ်ဆိုရင်အီရန်အမေရိကန်စစ်ဆင်နှိမ့်နိုင်ရေးကဘယ်တော့မှရှိလာမှာမဟုတ်ဘူးလို့အီရန်သမ္မတမာဆုဒ်ပီဇာရှီကီယန်ကပြောပါလေ။ အီရန်ကိုအစ္စရေးဆက်တိုက်သူရဲ့အီရန်ဟာအမေရိကန်နဲ့ဆက်စပ်နေနိုင်မှုပြန်စတင်မှာမဟုတ်ကြောင်းသမ္မတပဇန်ရှကီယန်ကဆိုပါတယ်။ပြင်သစ်မမခရွန်နဲ့ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးစဉ်ပြောခဲ့တာပါ။အီရန်ဟာဘယ်တော့အခါကမှစစ်ပွဲကိုမရှာဖွေခဲ့ပါဘူး။မိမိကိုယ်ကိုကာကွယ်မှုကတော့မတုံ့မယုတ်လှုံ့ဆော်သွားမှာဖြစ်ကြောင်းအီရန်ဟာရုတ်တရက်ရှိတဲ့တောင်းဆိုချက်တွေနဲ့ဖိနှိပ်မှုအောက်မှာရှိတဲ့စံနှမျိုးထားတဲ့မူဝါဒကိုလုံးဝလက်ခံမှာမဟုတ်သလိုအစ္စရေးကဆက်လက်တိုက်ခိုက်မှုပြုလုပ်နေတဲ့စစ်စစ်ညှိနှိုင်းရေးစကားဝိုင်းဘယ်တော့မှလုံးဝမဟုတ်ဘူးလို့ အီရန်သမ္မတကအလေးနက်ထားပြောပါတယ်။ပြင်သမ္မတမက်ခရွန်ကသူနဲ့အီရန်သမ္မတတို့ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးတော့အီရန်နျူကလ িয়ার ရေးဟာစိတ်ဆက်ညှိနှိုင်းမှုကတစဉ်ဖြေရှင်းရမယ်လို့ဆိုပြခဲ့ပါတယ်။အီရန်အနေနဲ့စိတ်ဆက်ညှိနှိုင်းရေးစကားဝိုင်းကိုအမြဲဆုံးပြန်လည်ရောက်ရှိဖို့ဒါကအခြေအနေပြေလျှော်ရေးအတွက်တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းပါလို့သူကတိုက်တွန်းပါတယ်။အချိန်ထဲမှာပဲဘတ်အသီးသီးအနေနဲ့အတက်နိုင်ဆုံးထင်းထင်းသေးသေးနေပြီးအချိန်နေပိုဆိုးလာတာရှောင်ရှားဖို့တိုက်တွန်းခဲ့ကြောင်းလူမှုမီဒီယာတွေမှာရေးသားပါတယ် ။အိုမန်နိုင်ငံဂျိုင်းဝန်ကြီးကလည်းအိုမန်နိုင်ငံမျိုးတော်မက်ဒစ်ကမှာမူလကဇွန်လ15ရက်နေ့မှာကျင်းပဖို့လျားထားတဲ့6ကြိမ်မြောက် EU American စစ်စစ်ညှိနှိုင်းမှုဟာပြတ်သွားပြီလို့ဆိုပါတယ်။ဇွန်23ရက်နေ့နောက်ပိုင်းကစပြီးအစ္စရေးကအီရန်ကိုလေကြောင်းကတိုက်ခတ်မှုတွေကြေကြေပြင်းပြင်းလှုပ်ဆောင်ခဲ့ပြီးတော့နျူကလ িয়ার အဆောက်အုံနဲ့စီအေးပြမျက်တွေကိုဘုံကျတိုက်ခတ်ရာသေဆုံးထဏ်ရသူအများပြရှိခဲ့ပါတယ်။အီရန်အဲ့ဒီနေ့ညပိုင်းမှာပဲပယ်ထိန်ဒုံးကျည်တွေဒရုန်းတွေသုံးပြီးတံပြန်တိုက်ခတ်ပါတယ်။ ဇွန်14ရက်နေ့စငိုင်းနေ့မှာနှစ်ဖက်လုံးကလေကြောင်းတိုက်ခိုက်မှုတွေအပြန်အလှန်လှုပ်ဆောင်နေတော့မှဖြစ်ပါတယ်။အီရန်က ပြန်ပစ်တဲ့ဒုံးကျည်တွေရဲ့လက်နက်ချက်ကြောင့်အစ္စရေးဘက်ကလည်းတေဆုံးသူ15ဦးထက်မနည်းရှိနေပြီလို့ဆိုပါတယ်။အီရန်ဒုံးကျည်တိုက်ခိုက်မှုကြောင့်တေဆုံးသူအရက်သားအနည်းဆုံး15ဦးရှိပြီး400နီးပါးဒဏ်ရာရနေတယ်လို့အစ္စရေးကျမ်းမာရေးဝန်ကြီးဌာနကပြောပါတယ်။စိုက်ကံမျိုးတွေဖြစ်တဲ့ဘဟန်နဲ့ဟိုင်ဖာမျိုးတွေကလူနေတိုက်ခိုက်တွေကိုထိမှန်ခဲ့တာပါ။စံစံအရမနက်စောပိုင်းကတိုက်ခိုက်မှုမှာဟိုင်ဖာစိတ်ကန်ကရေနံကျက်စက်ယုံတေယုံကိုလည်းဒုံးကျည်ထိမှန်ခဲ့ပါလေ ရေနံပိုင်လိုင်းတွေပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်းအစ်ဇွေးဆွေရကပြောပါတယ်ရေနံချက်စုံကိုတိုက်ခိုက်တဲ့အတွက်လက်တုံမြန်တဲ့အနေနဲ့တီဟီရန်မြို့တော်ကရေနံချက်စုံတွေကိုအစ်ဇွေးကပြန်လည်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်အီရန်ဆိုရသတင်းတွေကတော့ရေနံချက်စုံတွေကိုအစ်ဇွေးကစတင်တိုက်ခတ်ခဲ့တာဖြစ်လို့လက်တုံမြန်တာလို့ဆိုပါတယ်လက်ရှိမှာတော့တစ်ဖက်တစ်ဖက်အပြန်အလှန်ပြစ်ခတ်နေကြတဲ့အခြေအနေမှာပဲရှိပါတယ်